တော့ဘိုင်းစိုးရနေနဲ့မြန်မာနိုင်ငံပေါ်ဆက်ဆံတဲ့နေရာမှာအာနာတိန်ဘက်ကိုပေါ်တင်ရိမ့်တာလားရိမ့်နေဆိုလို့ရှိရင်လေအဲထိုင်းနိုင်ငံအနေနဲ့ဒီအာနာတိန်နဲ့မင်းအောင်မန်ကိုထောက်ခံတယ်လို့ပေါ်တင်ပြောစီခြင်းတယ်စစ်ပွဲမှာရှုံးနေပြီနိုင်ငံရေးမှာရှုံးနေပြီနိုင်ငံနိုင်ငံကမျက်နှာစာမှာလူရမဝင်မဲ့ခွေးကတက်ကတော့မတက်ရတဲ့မင်းအောင်နိုင်ဘွာအဖတ်စိတ်ညာတိတ်မချမ်း ဟေးယိုချစ်ပလိတဲ့ခြင်းများအားလုံးပဲမင်္ဂလာပါ JS Christian ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကို Jess နဲ့အတူကြမယ်အထူးသတင်းလေးတွေကကိုစီနဲ့ဆရာလူမြတ်ကျော်တို့ပြောသွားတဲ့သတင်းထိုးသတင်းကောင်းလေးတွေဖြစ်ပါတယ်ဟုတ်ပြီ Jess နဲ့အတူထုံးစံတိုင်းအဆုံးထိလိုက်ပါကြိရှုဖို့တဲ့ဖိတ်ခေါ်ပါတယ်ကဲဟုတ်ပြီစားလိုက်ကြအောင်နော် Let's go အကျံဖက်အနာရင်းခေါင်းဆောင်မင်းအောင်ပိုင်ကထိုင်းနိုင်ငံကိုလာမယ်ဆိုတဲ့သတင်းကိုတက်လာတွေ့ရပါတယ်အဲ့တော့ဒီသတင်းတကယ်ဆိုလို့ရှိရင်ဒီကိစ္စကြီးကတော်တော် မဖြစ်တဲ့ကိစ္စကြီးအဲ့တော့ထိုင်းစိုးရနေနဲ့မြန်မာနိုင်ငံပေါ်ဆက်ဆံတဲ့နေရာမှာအာနာတိန်ဘက်ကိုပေါ်တင်ရိမ့်တာရိမ့်တယ်ဆိုလို့ရှိရင်လေအဲထိုင်းနိုင်ငံအနေနဲ့ဒီအာနာတိန်သားနဲ့မင်းအောင်နိုင်ကိုထောက်ခံတယ်လို့ပေါ်တင်ပြောစီတင်တယ်နော်ဒါပေမဲ့ဟိုဘက်လိုလိုဒီဘက်လိုလိုလောက်ပြီးတော့အနောက်ကနေတခိုးတရိုးကန်းနေတဲ့လောက်ရမျိုးတော့မဖြစ်သင့်ဘူးအာနာတိန်မင်းအောင်နိုင်ကလက်ရှိမြန်မာနိုင်ငံမှာပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေတဲ့ကောင်ကိုထိုင်းနိုင်ငံကိုလာဝင့်ပေးတယ်ဆိုတာကဒါကမြန်မာပြည်သူတွေအားလုံးကိုစော်ကားလိုက်တာလေအထူးထူပါပဲ နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်လိုင်းအင်အားစုတွေဘက်ကဘလို့တောက်ပြန်မလဲဘလို့ပုံစံလုပ်မလဲဆိုတာကိုလည်းကျွန်တော်ပြည်သူတွေအနေနဲ့အရန်တိချင်ပါတယ်အချမ်းမဲ့ကောင်းဆောင်မင်းအွန်လိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပမြင့် BIMSDC Bestat စီဝေးတို့တက်ရောက်မီဖြစ်ကြောင်းထိုင်းသတင်းဌာနများကသတင်းပေါ်ပြတယ် Bestat စီဝေးတက်ရောက်ရန် April 3ရက်မှ4ရက်ထိဘန်ကောက်မြို့တို့လာရောက်မီဖြစ်ပြီးဆိုပါစီဝေးကိုထိုင်းနိုင်ငံကအင်ဂျင်ဖြစ်ကျင်းပမြင့်ဖြစ်ကြောင်းတိရှိရသည် ဘစ်စက်စီဝေး6ချက်မြောက်ထိပ်တီးအစည်းအဝေးသို့တက်ရောက်မြင့်မင်းအောင်နိုင်မှထိုင်းနိုင်ငံတို့ပထမဆုံးလာရောက်ခြင်းလည်းဖြစ်သည်ယင်းအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ပေတောင်နယ်ရှင်နာဝက်ကတဘာပတိအဖြစ်တာဝန်ယူကျင်းပမည်ဖြစ်ပြီးဘစ်စက်အဖွဲ့ဝင်နိုင်ငံများလည်းတက်ရောက်ကြမည်ဖြစ်တယ်ဘစ်စက်အဖွဲ့ဝင်နိုင်ငံများတွင်အိန္ဒိယတီးလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါ်နှင့်ထိုင်းနိုင်ငံတို့ပါဝင်ပြီဆိုတဲ့တည်င်းပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာ ICT ကနေ permanent ဖွင့်ရင်တော့ဆောင်းအောင်ကောင်းပါတော့เนาะတကယ်ပါပဲ ဟိုလက်ရှိထိုင်းနိုင်ငံအနေနဲ့ဘလို့တဘောနဲ့မင်းအောင်နိုင်လို့လာခွင့်ပေးလဲတော့တင်းတင်းချာချာမတိရသေးဘူးဒါပေမဲ့တကယ်ကောင်းကောင်းမွန်မွန်ကြီးပြူလာခွင့်ပေးတယ်ဆိုလို့ရှိရင်တော့ဒါဟာလုံးဝမဖြစ်တဲ့ကိစ္စနော်လက်ရှိအာဏာသိမ်းထားတဲ့မင်းအောင်နိုင်ဟာမြန်မာပြည်မှာပြည်သူပေါင်းများစွာရဲရဲစက်စက်တတ်ဖြတ်နေတယ်ဒီကနေ့ထိလဲလေရင်နေနဲ့ဘုံကျဲနေတယ်နော်ဒါ IO ကနေ ပဲပိတ်ဆို့မှုတွေအေးအေးယူမှုတွေကအစအချမ်းမှတ်နေတယ်အဲ့တော့အဲ့လိုအချိန်မှာနိုင်ငံတကာပိတ်ဆို့မှုရှိနေတဲ့အချိန်မှာမင်းအောင်နိုင်ကိုထိုင်းနိုင်ငံကိုလာခွင့်ပေးတယ်ဆိုတာထိုင်းနိုင်ငံရဲ့တဘောတရားဒါတစ်ခုတည်းတော့လုံးဝမဖြစ်နိုင်ဘူးဒါဟာတရားဝင်ရှယ်လယ်မှုလို့ယူဆတယ်ဘာဖြစ်လို့လဲထိုင်းနယ်စပ်မှာကြားပြန့်အရေးခေါင်းစဉ်တက်ပြီးတော့ခလောက်ဆန်လိုက်တယ်အဲ့တော့လက်ရှိချိန်ထိကြားပြန့်ခေါင်းဆောင်တွေကိုမိတယ်ဆိုတာမရှိသေးဘူးဓမ္မရှိတဲ့လူတွေကိုတတော်ပြီးတတော်တာလေရင်နဲ့ခေါ်ပြီးပြန်ပြန်ပို့နေကြဒါအဘိဓိပ္ပာယ်ရှိတဲ့လောက်ရမဟုတ်ရုပ်ရှင်ရိုက်နေတဲ့လောက်ရလို့ပဲရှုမြင်တယ် နော်နောက်တစ်ခုကအဲ့ဒါလို့လုံတဲ့နေရာမှာလက်ရှိ လူယာမဝင်တဲ့ဒီအာနာတိတ်အဖွဲ့ကိုနော်တုံးနိုင်ငံတွန့်ဆောင်ရေးဆိုပြီးတော့တရုတ်ကဘာလာလုပ်လဲဆိုတော့ထိုင်းမြန်မာနယ်ဆက်လာပြီးတော့တရုတ်နိုင်ငံတက်ဆိုင်သူတွေထိုင်းအစိုးရတက်ဆိုင်သူတွေပြီးအဲ့ဒီအာနာတိတ်ကတဲ့အကြမ်းဖက်ကောင်တွေကိုခေါ်ပြီးတော့တုံးနိုင်ငံအစိုးရတွေညှိနှုံညှိနှိုင်းတွန့်ဆောင်လဲဆိုပြီးတော့လူယာဆွဲတွင်းလာဒါဟာလူကဘာမှလူယာမဝင် ဖြစ်နေတဲ့ဒီအကြမ်းဖက်ကောင်တွေကိုလူယာတွင်းလာတယ် အဲ့တော့အဲ့လိုလောက်ရမျိုးကနေတစဉ်အခုမင်းအောင်နိုင်ကိုထိုင်းနိုင်ငံကိုလာခွင့်ရတယ်ဆိုတာဒါတပြေးပြေးနဲ့နိုင်ငံတကာအရေးတဲကိုဒီအာနာသိမ့်ပြီးတော့ခိုကိုရမဲ့နေတဲ့ဘွားပြက်နေတဲ့ကောင်တွေကိုလူရဝင်းအောင် ပြန်ဆွဲသွင်းတဲ့တရုတ်ကလောက်ရပဲပြည်ရင်းမှာလည်း MNDA အဖွဲ့ကိုအရင်ဦးဆုံးအပြစ်ရခိုင်းတယ် MNDA ကအပြစ်မရတဲ့အချိန်မှာ MNDA ရဲ့ခေါင်းဆောင်ကိုအကြံကြောက်တဘောမျိုးနဲ့ဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့အကြက်ကင်တယ်အကြက်ကင်ပြီးတော့ လက်ရှိတိုက်နေတဲ့ MND ရဲ့စစ်ရေးလုံးဝရက်ဆိုင်အောင်အကောင်လုံးအမိတ်အာဏာနဲ့လိုက်ရက်ခိုင်းနေเนาะနောက်တစ်ချက်ကလက်ရှိ MND ရဲ့တပ်မှုတွေအခုဟိုတလောကခေါ်ဝါးတွေ့ခေါ်ဝါးတယ်တရုတ်ကခေါ်တွေ့တယ်အဲ့ဒီအတွက်တင်းတော့မထွက်လာသေးဘူးအဲ့တော့တရုတ်ရဲ့လုံရက်ကိုကြည်ချင်းအဖြစ်လက်ရှိတရုတ်ကဒီအာဏာသိမ်းတဲ့စစ်ကောင်စီကိုမပြစ်မနေနိုင်အောင်လို့လုံးမဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ MND ပါဝင်တိုင်းတဲ့လက်နက်ကင်တွေကိုကျွန်တော်တို့ပြောချင်တာကအဓိကကတော့ဒီဝရတဲ့ MND ပေါ့နော်ခမည်းတော်ဟာတရုတ်နဲ့ မกินဘူးမှန်တယ်ဒါပေမဲ့မြန်မာနိုင်ငံကိုဖဲ့ပြီးတော့တရုတ်နိုင်ငံကိုပေးနိုင်တာပေးနိုင်တယ်ဆိုရင်တော့ဆက်လုပ်ပါတရုတ်ကအမိတ်တိုင်းဆက်နေပါဆက်လုပ်ပါတရုတ်ကခစ်တဲ့နယ်ချက်နီးနယ်နယ်ချက်တာအယူဆုံးတရုတ်ဒီမင်းအောင်နိုင်အာနာတိန်ဝါကြီးအာနာတိန်နဲ့မင်းအောင်နိုင်အနိုင်ရဝါကြီးနံပါတ်1မြစ်ဆုံစီမံကိန်းဖြစ်တယ်မြစ်ဆုံစီမံကိန်းတာဖြစ်လို့ရှိအချိန်မရွေးမြစ်ကြီးနားထိပြည့်စည်သွားလို့ရတယ်။အေယာဝတီမြစ်ဂျော်တောက်ချောက်မှာရှိတဲ့ရွာတွေအားလုံးပြည့်စည်ပြီ ဒါပေမဲ့မြန်မာပြည်ကရမယ့်အခွင့်အရေးကမပြောပါတော့တဲ့ပမာဏလေးအကောင်လုံးရမယ့်အကျိုးမြတ်တွေအားလုံးကတရုတ်ကိုယူသွားမှာလက်ရှိမြေဆောင်လုံးမဲ့နေရာတော်မှာနော်အကြောင်းပြပြီးတော့ဘာလုပ်လဲတစ်ပင်တွေကိုတို့အမြင့်လိုက်စုံလိုက်တူးပြီးတော့ဒီ22ဘိတ်ကားတွေနဲ့တင်ပြီးတရုတ်ကိုဓာတ်လိုက်ခဲ့နေတာအဲ့ရမြေဆောင်ကတူးထုတ်တဲ့မြေကြီးကိုတခါတည်းကားနဲ့ကဲ့ယူသွားတာအဲ့တော့အဲ့ဒီမြေကြီးတွေအဲ့ဒီနေရာမှာဘာတွေတန်ဖို့ရှိလဲစဉ်းစားကြည့်ပေါ့ကချင်ဒီကချင်ကနေ တရုတ်ထိကားတစ်ခေါက်ကြီး22ဘီကားတစ်ခေါက်ရောက်ဖို့အတွက်ကုန်ကြစိတ်ဘလောက်ရှိမလဲမြေကြီးတက်တက်ဆိုရင်အဲ့ဒီမြေကြီးတွေကိုတဲဝါမလားရိုးရိုးတပီးဆိုရင်အဲ့လိုအစုံလိုက်ကြီးတဲဝါမလားနာကြပါခမားတို့ကျွန်တော်တို့အားလုံးကဒီမြန်မာမြေပေါ်ကိုအားလုံးပိုင်တယ်ကချင်းနေရကချင်းပြည်နယ်မှာပိုင်တာမဟုတ်ဘူးဟိုအောက်ဘိတ်ကြွယ်တိပိုင်တယ် AR တိုင်းတိပိုင်တယ်ရခိုင်ပြည်နယ်တိပိုင်တယ်ဟိုအနောက်မှာနေတဲ့ရခိုင်ပြည်ရဲ့ရခိုင်ပြည်နယ်ပဲပိုင်တာမဟုတ်ဘူး။ဟိုကချင်ပြည်နယ်မြစ်ကြီးနားပူတာအုပ်ထိပိုင်တယ်ပတ်ဆိုင်တယ် ကျွန်တော်တို့အားလုံးကဒီမြေပုံအပေါ်မှာနေကြတာဒါပေမဲ့အဲ့ဒီလိုတရုတ်မင်းအောင်နိုင်အနိုင်ရသွားမယ်ဆိုရင်ဘယ်သူမှလွန်ဆန်လို့မရတော့ဘူးလွန်ဆန်လို့မရရင်တရုတ်ကဝင်လာမှာမြစ်စုံလုံးမယ်မြစ်စုံလုံးတာနဲ့မြန်မာနိုင်ငံအေအော်ဒီမြစ်ကြီးခံသွားမှာမြစ်စုံပြီးတာနဲ့ဘာဖြစ်လာမလဲနော်ကျွန်တော်တို့တရုတ်ကပိုလန်မှာဂုံးတွင်းပိတ်ဖြစ်နေတဲ့တလို့ရဲ့အနောက်ချမ်းကိုပိုလန်မှာဖောက်ပြီးသူမြန်မာနိုင်ငံကိုခါလိုက်ကောင်ဖျက်ဖောက်မယ်တနိုင်ငံလုံးဖောက်ချတာပါ ဖောက်ပြီးအဲ့ဒီပိုလန်မှာပတ်ဝိုင်းတရုတ်တန်းနဲ့ချီပြီးတော့ဆင်းလာမှာနောက်တစ်ချိန်ကျရင်မြန်မာပြည်သားတွေဗမာမဟုတ်ဘူးနော်မြန်မာပြည်သားအားလုံးကချင်းကရမွန်မြန်မာရခိုင်ချမ်းကအဲ့ဒီတရုတ်တွေရှိမှကျုံပြန်ခံရမယ်ကိုယ်နိုင်ငံတွေကိုလာနေတဲ့တရုတ်ကတခင်ပြန်လုပ်မယ်ကျင်းနေတယ်ကျွန်တော်ပြောတာမယုံကြိုက်တယ်လို့ပြောအဲ့တော့အဲ့လိုအနေထားကိုဖြစ်စေချင်တာမဖြစ်စေချင်ဘူးဆိုရင်တော့ကျွန်တော်တို့တွေ လက်ရှိတိုင်းသား EOS တွေ MG အပါဝင်တယောက်နဲ့တယောက်သဘောထားချင်းမတိုက်ဆိုင်တာတွေအမြင်မတူတာတွေမကြိုက်တာတွေဆရာလှုပ်ချင်တာတွေအဲ့ဒီစိတ်တွေခဏလေးဘေးပြထားစူပေါင်းပေးပါဘုံရန်သူကိုအရင်ဝိုင်းတိုက်ပေးပါခက်မြက်မြက်ဝိုင်းတိုက်ပြီးတော့ဘုံရန်သူပြုတ်ဝိုင်းကျွန်တော်တို့ကိုယ်ချင်းချင်းပြန်ညှိတာဘယ်အချိန်ကြီးကြီးရတယ်တရင်တို့အဲ့ဒီအချိန်ဟဲ့အောင်လာလာလာငါတို့ချင်းစကားပြောကြမယ်ပြောလို့ရတယ်ဗျာဒါပေမဲ့ဒီလိုဘုံရန်သူရှိတဲ့အချိန်မှာကျွန်တော်တို့ဘာမှလုပ်လို့မရဘူးအဲ့တော့ရန်သူက အားလုံးကိုစုဝိုင်းရင်တူမနိုင်ဘူးဆိုတာသိတယ်တူတွေမဟုတ်ဘူးတူမဲ့လေတေးုပ်လေဒီဟာတွေအားလုံးစုဝိုင်းရင်မနိုင်ဘူးဆိုတာသိတယ်ဒါတော့ဘာဘာလုပ်လဲတခုချင်းကိုအမှက်ချွေအဲ့တော့အဲ့တော့အမှတ်ချွေခံပြီးတော့ရန်သူရှိကိုဒူးထောက်ပေးလိုက်ကြမှလားကျွန်တော်တို့တွေကနိုင်အောင်ပြန်ပိုက်မှလားအဲ့တော့လက်ရှိထိုင်းကိုလာမယ်ဒီတောင်းလိုက်တာမအေလိုရဲ့နော်ခရီးစဉ်မှာတော်နိုင်အင်အားစုတွေအန်ယူဂျီအပါဝင်လက်ရှိတော်နိုင်ရင်အင်အားစုတွေလက်နက်ကင်တွေရောနိုင်ငံရေးသမားတွေရောနော်အစိုးရတာဝန်ရှိတဲ့လူရောစသဖြင့် ဘာလို့မလဲဆိုတာကိုပြည်သူတွေတိကျနေထိုင်းမှာရှိတဲ့ပြည်သူတွေဘာလို့ပေးရမလဲဆိုတာကိုလည်းပြောတင်ဒါလုံးဝလက်ခံတင်တဲ့ကိစ္စမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့တွေကခွေးကိုအမီးဖြတ်ပြီးတော့တိုင်းပြည်ရဲ့ခေါင်းဆောင်လို့တင်မြှောက်နေတော့မြန်မာပြည်သားတွေရဲ့တိတ်ခါကရှိအောင်မယ်မင်းအောင်နိုင်အာဏာသိမ်းလိုက်တဲ့အတွက်မြန်မာဆိုရင်ကဘာမပြောနဲ့အိမ်ကြီးချင်းထိုင်းမှာတော့ဘလို့ပုံစံကြည့်ခံရတယ်ရင်နာကြပြီတော့အဲ့ဒါမင်းပါလူမျိုးငါပါလူမျိုးထိုင်းကဖွင့်မကြည့်ဘူး မင်းမြန်မာပြည်သားပတ်စဖို့ကင်တဲ့မင်းမြန်မာပြည်သားပဲမင်းကိုမြန်မာအဖြစ်ပဲကြည့်တာဒါကြောင့်မလို့နာကြစမ်းလာဟဲ့ဒီရင်ပတ်ထဲကနာပြီးတော့အုံနောက်အတီတရားနဲ့ငါတို့ဘာလုပ်တင်နေဆိုတော့ကျွန်တော်တို့တွေကတွေးပြီးတော့လောက်ကမဲ့အချိန်ရောက်နေပါပြီမတ်လ23ရက်နေ့2025ခုနေ့လူမြတ်ကျော်ညာခင်းပိုင်းတင်ဆက်မှုများမှာကြိုဆိုပါရစေဒီနေ့ညမှာတော့တော်လန်ရေးမှာလှုပ်နေမှရမယ်ရှက်နေလို့မရတော်လန်ရေးအောင်ခြင်းလှုပ်နေမှရမယ်ရှက်နေလို့မရဘူးဆိုတော့အုံးပါလေ ုံး community တာအုံး company ဆိုတော့လူငယ်မြေပြည်လူငယ်လေးတွေရဲ့ blog လေးတွေကိုကျွန်တော်နေ့ကကြည့်ပြပါတယ်။တာမန်အားဖြစ်တော့ဒါနောက်နေတယ်လို့ပြောင်းနေတယ်လို့ထင်ရပေမဲ့တော်လည်းမှရက်နေလို့မရဘူးလုံနေမှအောင်ပွဲကိုရမယ်။တော်လည်းမှတပ်ပေါင်းစုံရှိတယ်မြတ်တော်လည်းတက်တွေထောက်ပို့တက်တွေပြည်သူလူတွေလုံနေမှအောင်ပွဲကိုရပြီးမအလားဖက်စစ်တက်ကိုတဖြုတ်ဖြုတ်ချွေချအောင်ပွဲကိုရမယ်ဆိုရဲအတွေ့အကြုံကျွန်တော်ပေါ်ပါတယ် ဲ့တော့လက်ရှိမောဘတ်စတက်ကဘာရီဖြစ်နေလေတော်မကြီးဘက်ကဘာရီဖြစ်နေလေဒီခြေရီကိုသုံးသက်ဆွနေမှုကိုဆောင်ရွက်မှာဖြစ်ပြီးတမန်လေးက TLN TNL စကိုင်းက PDF တွေကိုကုတ်ခိုင်မှာဖမ်းနေဆိုရဲတရင်ကောက်ချောင်းလေးကိုပြောပြမယ်လာရှိုးဒီကနေ့တရုတ်ဖိအားပေးမှုကြောင့်စကားစားနေဆွနေဝဲဒီကနေ့လောက်နေပါတယ်ဒါရီနဲ့ပတ်သက်ပြီးဘာတူးချောင်းမှုရှိတယ်လာရှိုးကိစ္စဒါရီကိုဒုတိယပိုင်းမှာ ပြောပြမှာဖြစ်ပြီးအခုတော့လူကြီးမျိုးကိုကျွန်တော်တင်ပြချင်တာကဖက်ရှင်တက်ဘာရီဖြစ်နေတယ်။ရောက်တဲ့ဘကူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းကရင်နီကချင်ပြည်နယ်ရခိုင်ပြည်နယ်တိုင်းနယ်ပြည်နယ်ဆော်လေးကုလုံးကစစ်မျက်နှာတိုင်းမှာဖက်ရှင်တက်စစ်ရှုံးနေပါတယ်။ခုခံစီကိုဆင်တွဲပြီးတဆုတ်တင်းဆုတ်နေကြရပါတယ်။မနေ့ကတောင်ခန်းလေးပြန်ရပြီးနောင်ချုပ်ကို ထိုးစင်ပြီးစင်မယ်ဆိုတာလောက်တော့ငါတို့ကိုလာမကြောနိုင်ဘောမတတ်လက်ရှိစစ်သားအိုတွေပဲရှိတော့တယ်ပြိုကျတော့မယ်ဆွေးမြင့်ပုတ်တုံးနေရဲ့ဖစစ်တရဲ့အဆောက်အုံကြီးအကျင့်ပြတ်ရှာစားမှုတွေနဲ့အကျိုးစီးပွားကြောင့်သာယူနီဖောင်းဝတ်ထားပြီးဘာယုံကြည်ချက်ခံယူချက်မှမရှိတော့တဲ့ဖစစ်တကြီးဟွန်းတိုင်းပြည်ရဲ့က လူငယ်တွေဟာအနာဂတ်မျိုးဆက်တွေဟာဖစစ်တပ်ကိုလုံးဝအယုံကြည်ကင်းမဲ့လာပြီးစစ်မှုထမ်းပါလို့တကြောကြောခေါ်လဲဘာလို့ပြေးမယ်ပြောလဲမယုံကြည်တော့ပဲဒီကနေ့သူတန်းနဲ့ချီတဲ့လူငယ်တွေဟာတိုင်းပြည်ကထွက်ပြေးနေကြရပါတယ်ဒီကာလမှာဖစစ်တပ်ဟာအိန္ဒိယနိုင်ငံတွေကိုအကူအညီတောင်းပြီးပေးမှုဝင်ပါနဲ့ဗီဇာပိတ်ပြီးပါဒီလိုကူကေရာတောင်းနေရတဲ့အခြေအနေမျိုးပါ တာမန်ကြီးစစ်မှုတန်းကြောင့်ထွက်ပြေးနေရတဲ့ငါတို့လူငယ်တွေအဲဘောနော်ဒုက္ခရောက်ကြတယ်ဒီအောင်အခြေခံပြီးကြည့်မယ်ဆိုရင်စစ်တပ်ကိုအယုံကြည်မယ်လို့လူငယ်တွေကမျိုးဆက်တစ်တွေဟာထွက်ပြေးပြီး14နှစ်ကစားဘူး55နှစ်အတွင်းအကုန်ထွက်ပြေးပြီးတော့မဖြစ်မနေတာစစ်မှုတန်းတွေတန်းတော်ထမ်းရတော့လေအခွင့်ကတင်တာနဲ့တော်လိုက်ဘက်ကိုလက်နက်တွေနဲ့ယူထွက်ပြေးတာတွေကတပုံးရန်ကုန်လေစိတ်အခြေအနေကိုကြည့်မယ်ဆိုရင်လည်း ပတ်စပို့တွေပိတ်ဗီဇာတွေပိတ်အကုန်ပိတ်ပြီးလေရင်ပေါ်ကပါဆွဲချနေရတဲ့အခြေအနေဒါပတ်စတဲ့အခြေညင်တောင်းအောင်ထပ်ပြီးပြောပြခြင်းသာလေးရှိပါတယ်ကျွန်တော်တို့ဒီနေ့စကားဆိုင်အခြေအနေကကမ္ဘာစမီကိုအသိခံရမှာကြောက်နေတဲ့အခြေအနေပါရုရှားတရုတ်ကိုကြောတော့နောက်ခံလုပ်ပြီးရုရှားတရုတ်စီမှာကျွန်ခံ ဖိလံပေးပြီးတိုင်းပြည်ရဲ့အစိတ်အပိုင်းတွေကိုလက်သိပ်ထိုးပေးခဲ့ရတဲ့အခြေအနေကိုဘောမတတ်မသိရှာအမျိုးသားသားအမျိုးပါတာတာတနာပါကြဆိုရဲကောင်းနေလေအတတ်မထွက်ရင်ကြောက်ဖြူကိုရောင်းစားပလိုက်ပြီးတဝေရင်တဲ့စစ်ကန်းကိုရုရှားကလက်သိပ်ထိုးပေးတယ်ကျွန်တော်တို့မသိတယ်လက်သိပ်ထိုးပေးတာတွေအများကြီးပဲဒီ ဒီလိုတိုင်းပြည်ကိုအစစ်စစ်မွားမွားအစစ်စစ်အပိုင်ပိုင်လုပ်ပြီးတိုင်းတစ်ပါးရုရှားတရုတ်ကိုမင်းအောင်မင်းနဲ့စစ်ကောင်းဆောင်တစုအကျိုးစီးပွားအတော့အကျိုးစီးပွားအတော့နေတိုင်းပြည်ကိုအစစ်စစ်ပိုင်လုပ်ပြီးဂျုံဖြစ်စီဘူးနီလန်အဲဂျုံဖြစ်စီဘူးအချိန်ဤမျိုးကိုဒီအချိန်ဤမျိုးမှာခင်ဗျားတို့ကျွန်တော်တို့ပါလို့ကြာ ဘာလို့ကြောင်းမြို့ပြကမြို့ပြကကိုရင်းမဆိုင်ဘူးဆိုတဲ့လူတိုက်ရုရှားတရုတ်စီမှာကျုံခံဖို့အစဉ်သိဖြစ်ပြီအဲ့တော့လက်ရှိဖက်စစ်တပ်ဟာအာဏာအတွက်ဖက်စစ်တပ်စစ်ကောင်းဆောင်တို့ကအာဏာအတွက်ဤကဲ့သို့ရုပ်မာပတ်ဆက်မယိုင်းနေပြီပဲကျွန်တော်တို့ဘယ်ဦးတော်လိုက်ဤဘက်ကိုတစ်ချက်လိုက်ကြရအောင်ဘယ်ဦးတော်လိုက်ဤမှာ လူငယ်ကောင်းဆောင်တွေမြစ်စုံကြီးလို့အပြိုင်ရိုင်းပေါ်ပေါက်လာနေပါတယ်။နောက်တစ်ချိန်ကိုနောက်တစ်ချိန်တိုင်းပြည်ကိုဥဆောင်ဖို့အခုတည်းကမြစ်စုံပေါက်ကြီးတွေပမာငါငါဆွေဆွေပွင့်လန်းနေကြပါမိုးပြတိုက်ပွဲကကိုထက်အောင်ကြပြီမှာအတွေးခေါ်ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့မိုးပြစစ်ပြီးပြန်မှာတီတီငင်ငင်ဖက်စစ်တက်ကိုချိန်မုံပြီးစစ်ဆိုင်ကျွန်တော်တို့အသက်ပြေးပါမယ် ်တန်ဖိုးမဲ့တော့မပေးချင်ပါဘူးတိုက်ပွဲဝင်ရင်တုံတိုင်းရင်အသေးခံပါမယ်ငုတ်တုတ်ထိုင်ကြည့်ပြီးလေရန်ဘုံကျဲလို့အတူအဆမှန်တည်တဲ့ဘဝတော့မရောက်ချင်ပါဘူးဆိုရဲကိုထက်ရဲ့မှတ်ချက်စကားလေးနောက်တစ်ခုကအသက်24နှစ်ပဲရှိတယ်မြင်းကျန်ဘလက်တိုက်ကဘိုမိုက်ခဲရဲ့စကားတန်ပြည်သူသာမိပြည်သူသာအဖပီဒီယာပြည်သူမြစ်တာနဲ့အသက်ဆက်နေရတာဖြစ်တယ်ပြည်သူမြစ်တာပြက်တဲ့နေ့ တရက်တော့ခံမှာမဟုတ်ဘူးလို့ရဲဝံဝင်ပြောကြလိုက်အဲ့တော့အသက်24နှစ်တာရှိတဲ့မြင်းကြံပလက်တိုက်ကခေါင်းဆောင်ပုံမိုက်ခဲရသူ့လောက်ကရဲဘော်တွေကိုကြီးတင်နေတယ်မခွဲခြားဥဆောင်ခေါင်းဆောင်ဖြစ်အောင်ကြိုးစားနေလိုက်တာများအကိုကြီးတကတလေကြရင် COC တွေစစ်မိတ်တွေနေရာတကာလုံးလို့မရဘူးမြစ်တာတရားနေသွားရကျွန်တော်ရဲဘော်တွေကိုကျွန်တော်တနက်တီပေါ်မှာမတော်မတာယာသွားဘူးစစ်ခွေးတွေကို ပြစ်ဖို့ခတ်ဖို့ထိဖို့တက်ပြည်သူတယောက်စံကြီးတမြင်မှမတည်အောင်ပို့ကူးစိုက်ကြတယ်ဒီလိုလူငယ်ကောင်းဆောင်မြစ်စော့ပေါက်ကြီးလို့အဖြစ်ဖြစ်ကြီးမားရှင်တန်လာပြီပင်ဟုတ်ပင်ဟောင်းနေဆွေးမြေပုတ်သွင်းနေတဲ့ဟာလူအလိုလိုပြူကြအမြင့်ကိုရောက်လာမယ်ဘွားချိုင်းတန်မာတဲ့ဝါဘိုးပင်ကြီးတွေခိုင်မာတည်တက်တဲ့လူငယ်ကောင်းဆောင်တွေ ထွက်ပေါ်နေပါတယ်ထွက်ပေါ်နေပါတယ်ကဲဒါဆိုရင်စစ်တပ်ဖက်စစ်တပ်တလက်ပြန်ကြည့်ရအောင်လက်ရှိ standard army ဆိုရက်ဖက်စစ်တတိုက်ကတော့မိစာတတိုက်ကတော့အကုံလို့အကုံတက်အကုံမီရှို့ဆိုရက် policy တိုင်းပဲရုပ်မှမြဲဆက်လက်ရှုပ်မှနေစေပါလက်ရှိမရောက်နိုင်စေဖို့ဆိုတာအာနာရှင် အဆက်ဆက်မှာအញ្ញံဆုံးအာနာရှင်မျိုးဆက်ဖြစ်ပါတယ်။သူရှိရတန်းရွှေတို့ခင်ညွန့်တို့ဘုံနေဝင်းတို့တော်လို့လားတော်တယ်လို့ပြောတာမဟုတ်ဘူး။တနက်ပြအနိုင်ကြီးရုပ်မှာရက်ဆက်တာတော့အတူတူပဲ။ဒါပေမဲ့ပါစနယ်လူရင်လူသွေးပေါ့ဗျာ။ပညာတက်မြောက်ရုပ်ရည်အရှက်မောင်းလက်ရှိမာလာမင်းအောင်လိုက်စစ်ကောင်းဆောင်သူကတော့အញ្ញံဖြင်းဆုံးအယွန်းရှာွက်အကောင်းဆုံးမျိုးဆက် ဖြစ်လို့နေပါတယ်ဒါကိုထပ်ပြီးတက်ပြီးပြရရင်ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့မလေးစင်ကိုဖိလစ်ပိုင်အစရှိတဲ့အစ်ဦးစီးချုပ်တွေဟာလေ what's point စင်ဟာတူစစ်ကြောင်းတွေကမဟာဘွဲ့ရယူထားတဲ့လူတွေကြီးပဲ PNS ဦးစီးချုပ်စစ်ပါဘွဲ့ယူလာတာမာလာတကောင်နဲ့စစ်ကောင်းဆောင်တခုတစုကတော့ဒေါ်စအင်းကြောင်းကရိုက်သွင်းလိုက်တဲ့တကြောင်းဆွဲအယူအဆပြီး ဒေါ်စိအင်းကျောင်းကတသက်မှတ်တဲ့တင်ကြားလိုက်တဲ့ပုံစံတွေအောက်မှာလုတ်သည်မဖယူဖယင်းနဲ့စစ်သားမှန်သည်အကုန်တည့်ရဆိုတဲ့အယူအဆနဲ့ဆက်သွားနေတော့အဲ့တော့ဒီကနေ့မှာပြည်သူလူထုတည့်ရလုံးကျွန်တော်တခုမေးချင်တာကမလာဆိုတဲ့မင်းအောင်ကလိုင်ဆိုတဲ့စစ်ကောင်းဆောင်ကိုငါနဲ့ကလော်တုတ်ချဲ့ဘူးတယ်မလားတမိုင်းဆက်ကအာနာရှင်ကောင်းဆောင်ကြီးအဲမှာ ငါနဲ့ကလောတုတ်ခံရတဲ့ရာခိုင်နှုန်းတမှုအများဆုံးကဘယ်သူဖြစ်လဲအခုဆိုရင်အသင်းငယ်ဆုံးသော generation alpha ကအစမအားလာမအီယူမအီယူမအားလာကစကြတာဗျဘလို့ဒီဆက်ပြီးညံပြင်းလဲဆိုရင်မင်းအောင်မိုင်လောက်ကအရာရှိအရာကစင်မှုတန်းဘူချုပ်ဘာညာတရကာဆိုတဲ့တကောင်သားများဟာလေဒီလောက်ဆိုးတဲ့အချိန်ဒီမှာတော့မဝေပန်ရဲမထုတ်ပြရဲလောက်အောင်ကြောက်ချီးထွက်ပြီးညံပြင်းနေကြတာဒီ တတိကအနှထိုးကြီးတို့ငါတရောက်တိုက်ပွဲမှာဗိုလ်မှူးတွေဗိုလ်ကြီးတွေမေးကြည့်တော့သူတို့ကိုသူတို့မီးသွေးဖုတ်တဲ့လူပါလို့ညာပြောရတဲ့ဘဝဗျာဒီလိုဘဝမျိုးတွေရောက်နေတာလူ哦လူဟောင်းတွေတကြီးတကြားဦးတွေနဲ့ဂျန်တော်တွေဘတ်စတက်နောက်တစ်ခုကစစ်မှုထမ်းတွေနဲ့ပေါင်းဆက်ပြီးအာနာလက်လို့ရရေးကြားကန်နေရတဲ့အချိန်ကြီးပါစိတ်တဲ့အယူအဆလောက်ရချင်းကတော့ နတ်သီနဲ့ဤမိုးနဲ့နေပါဗျာအဲ့တော့ကိုအားကိုကိုကိုချော့ဘောကိုရှောက်ပြီးရုရှားတရုတ်အာကိုတွေမအားလာယူကရိန်းလိုအမေရိကန်ကတောက်ချတဲ့နေ့မှာပလက်လန်ကြပြီးခွေးကတက်ရှောက်ကိုရောက်ပါလေရုရှားတရုတ်အာကိုနဲ့စစ်ဘောမတိုက်ကထောင်း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 လုတ်ပြီးမော်ကျွမ်းနေပြီမဲ့အနည်းဆက်ဆုံးယူကရိန်းရုရှားစစ်ပွဲမှာအမေရိကန်နဲ့နေတိုးအာကိုနဲ့စစ်ဆင်ရတဲ့ ယူကရိန်းဟာအမေရိကန်ကရက်ဆိုရက်ဖြတ်ဆိုဖြတ်တတ်ဆိုတတ်ပြန်ဖတ်ကြည့်မယ်ဒေါ်လာကြီးဘက် MND TNL တရုတ်ရဲ့ကြောရောင်းနောက်ခံတဲ့ရက်တီနေရပြီးတရုတ်ကတချို့ကိစ္စတွေတော်တော်များများမိခုံနေရတဲ့အခါကြမလွန်ဆန်နိုင်တော့ဒေါ်လာကြီးအတွေးခေါ်ရက်တီချက်တီဘလောက်ခိုင်မာခိုင်မာတချို့ကိစ္စတွေမှာစစ်ကိုရက်ဆိုရက်ထားလိုက်ရတာပဲအဲ့တော့ရုရှားတရုတ်အားကိုးတွေမှားလာစစ်ကောင်းဆောင်ပါစုမင်းတို့နဲ့ အဲ့ဒီကောင်လေးနဲ့အကျိုးစီးပွားစခွက်လို့တဲ့နေ့မင်းတို့ဘဝပြတ်တဲ့နေ့တိတ်တူပြောနေကြတယ်ကျွန်တော်တို့တော်လိုင်းကြီးဘက်မှာဆိုရင်တော့ကျွန်တော်တို့တော်လိုင်းကြီးဘက်မှာဆိုရင်တော်လိုင်းရဲ့အစစ်ဆိုတာအဝေးစားပေါင်းပြီးဖင်ပြဲနေအမေရိကန်ကကြော့ဝါရှင်တန်တက်လိုက်ဒီတိုင်းပါလူပေါင်းစုံပြစွတ်ကျင်တဲ့ပစိုးကွင်းတိုင်းတက်ရမယ်ချက်ပေါင်းဖဏလေးပါတာပဲဗျာ အဲ့တော့မကြခင်မှာပန်းပေါင်းစုံဝင်ဖူးလာတဲ့တော်လန်ရေးရဲ့အသီးပွင့်တွေကိုကျွန်တော်တို့ခန်းစားကြရမှာကဆက်ဆက်ထဲမှာတော်လန်အင်အားစုလူငယ်ကောင်းဆောင်တွေကိုပြောပြီးတော့ကျွန်တော်တို့လက်ရှိ ERO ဆိုတဲ့တိုင်းသားတော်လန်ရေးတပ်တွေရဲ့မှာမှဘီဒူလူရဲ့အတင်းနှလုံးကိုစုပ်ကင်ထားပြီးရခိုင်ပြည်နယ်ပါဝင်တိုင်း၃တိုင်းဆင်မနာဖွင့်ထားတဲ့တပ်မှုချုပ် ိုက်ပွဲကငွေထုတ်လိုက်တဲ့သူဘသူဖြစ်မလဲဘုချုပ်ထုံမြင်နိုင်စနေသားဘုချုပ်ထုံမြင်နိုင်2010ခုမှာဗာပြောခဲ့လေဆိုတဲ့သတင်းကောက်ကြောင်းလေးတခုကျွန်တော်ပြောပြပါမယ်ငါတို့မှာထိုက်တဲ့နေအင်အားလေးရှိတယ်လက်နဲ့လည်းရှိတယ်ဘာကြောင့်မတိုက်သေးတာဒီလားအချိန်ကတခုစိတ်ရှိရှိနဲ့စောင့်ရ 2024နဲ့2025 6လပိုင်းလောက်ဆိုရင်မင်းတို့ကိုကိုးပြတ်တယ်။နေပြည်တော်ဒီတက်ချိတ်လိုက်မှာတော့ဆိုတာမျိုးတွေထိ။ဟာကတတော့အေးတမှုချုပ်ကိုချုပ်ထုံမြင့်နိုင်တယ်။2029မှာပြောခဲ့ပါတယ်။အဲ့တော့တမှုချုပ်ကိုချုပ်ထုံမြင့်နိုင်အပါအဝင်ဟာကတတော့အေး။ဟာကတတော့အေးနဲ့လူငယ်ကောင်းဆောင်တွေရဲ့အာခအိမ်မက်ရခိတအိမ်မက်အခုဆိုရင် နှွေဦးနဲ့ချိတ်ဆက်နေတဲ့အခြေအနေပါရခိတအိမ်မက်ဆိုတဲ့ရခိုင်ပြည်နယ်တခွင်စစ်ခွေးကင်းစင်ကြီးအတွက်ရခိုင်တပြည်လုံးကိုတိမ့်ပိုက်ထားပြီးစစ်တွေကြောက်ပြမအောင်သုံးမျိုးကိုဝိုင်းပတ်ပိတ်ဆို့တာနှွေဦးနဲ့ဘလို့ချိတ်ထားလဲဆိုတော့အမ်မင်ဘူးတောင်ကိုဦးရှိပေးကွာမတိုင်းကြောက်အေယော်ဒီတိုင်းကန်းကြီးထိုးစစ်ຫນွေဦးကပေါ်ပေါ်ရတဲ့ PDF တွေနဲ့ချိတ်ဆက်ပြီးတော့လက်ရှိလေးမျက်နှာ တိုက်ပွဲကြီးတာပေါင်းပသိမ်လမ်းကြောင်းကြီးဒီဘရောညောင်းရှိတော့ညောင်းကျိုးကပ္ပစာများစီပင်လပ်ပင်လေမှာအရှိန်ပြင်းပြင်းနဲ့တိုက်လေမုန်တိုင်းလိုပဲစစ်ရှိန်တဟုန်တို့နဲ့နွာလာဥဒ္ဓပကဲ့သို့တရှိန်ကိုထိုးစင်းနေထိုးစင်းလာလိုက်တာရခိုင်ရုံးမဘူးကြော်ပြီးຫນွေဥဆိုရဲ့တော်နိုင်ရေးကြီးနဲ့ပေါက်ဆက်ချိတ်ဆက်လိုက်တဲ့အခါကြတော့ လက်ရှိတိုင်းနဲ့ပြည်နယ်14ခုမှာတိုင်းနဲ့ပြည်နယ်9ခုတက်မနေအာခတ်တော်အင်းနဲ့ချိတ်ဆက်စစ်မှန်တော်ပွင့်ဒုစစ်စစ်음ပြည်နယ်တွေအနေနဲ့ကြည့်မယ်ဆိုရင်ချင်းရခိုင်ရှမ်းမြောက်ကချင်မှာလည်းတချို့တော့ပါနေပြည်နယ်3ခုတိုင်းကားတိုင်း음ဒီဘက်က PDF တည်တာ MOD တွေဒါအခြားတပ်တွေဒါညီညီညာညာထားချွတ် KNU တို့ဒါညီညာထားချွတ် ဘာပြောကောင်းလဲပြောလို့အဲ့တော့ကန်ဆိုးမှသွားရမိုးလိုက်လို့ပါကန်ဆိုးပြီးမိုးမောင်နေမင်းအောင်လိုက်တယောက်ကထပ်ပြီးတော့ရခိုင်ရိုးမှကြော်တာနဲ့ကပစာကြည့်တယ်အေအော်ရီတဲ့အနောက်ဘက်ကန်တခုလုံးရဲ့ထိုးစစ်ဘလိုမှတာမရတတ်တမန်ကြီးကြည့်လားအရခတ်တတ်တယ်နွေဦးအချစ်အဆက်နဲ့အတူအိန္ဒိယဘင်္ဂလားဒေ့ရှ်တို့ကအရခတ်တတ်တော်ကြီးကစီးပွားရေးချိတ်ဆက်ဆောင်ရွက်နေပြီး ကုရသမကတွင်မှုချုပ်ဘူချုပ်ထုံမြင့်နိုင်အာ sorry ကုရသမကတွင်မှုချုပ်ကတော့အရကတတော်ဤဘူချုပ်ထုံမြင့်နိုင်အပါဝင်ကောင်းဆောင်မှုတွေးဆုံတင့်တယ်လို့ကြောထားတယ်။ Okay ။မရုပ်ပါဖြစ်နေပြီ။မလာဘာဖြစ်နေလဲဆိုရင်လူကြီးမင်းတို့လဝါပေါ်တင်ကြည့်လို့ရအောင်ကျွန်တော်အကြံဉာဏ်တင်ပြချက်ဖြစ်ပါတယ်။ဒုတိယအိုင်းဒီနေ့လာရှုမှာလာရှုကိစ္စနဲ့ပတ်သက်ပြီးတော့ဟွန်းတရုတ်ပြည်မှာ မန်တီနဲ့စကားဆတွေ့ဆုံကြပါနောက်ဆုံးရရှိတဲ့သတင်းများရတော့လာရှုကိုဖတ်စစ်တာအငန်းပြပြန်လို့ခြင်းနေပါတယ်လာရှုကမဟာပြူပါမဟာပြူအမြောက်မြို့ဖြစ်ပါတယ်လာရှုကမဖြတ်ပဲဗမာပြည်မှာလည်းဘာမှမရလာရှုကစီရေးအချက်ချာဖြစ်တယ်လို့စီဝါကြီးအချက်ချာဖြစ်ပါတယ်ဒါကြောင့်စကားဆာယမခဆိုရဲ့အရှိမြတ်တိုင်းစစ်ဌာနချုပ်ကလက်လို့ရပြီးနောက်ပိုင်း အရှက်သိခါမဲ့ဆိုတာပြန်တိုက်ယူဖို့တော့မတွေးအားပဲတရုတ်ကိုပစိုးလံပေးပြီး MND ကိုဖိအားပေးတောင်းနေပါလေ MND ကလည်းနိုင်ငံရေးရတချို့ဖိအားတွေကိုမလုံဆန်နိုင်တဲ့အခါကျလာရှုဖို့တချို့တဝက်တော့ပြန်ပေးလို့ရပေမဲ့အကုန်တော့မပေးနိုင်ဘူးဆိုတဲ့ကိစ္စနဲ့ဒီကနေ့တင်းမာစွာဖြစ်ပေါ်ပြီးဆွေးနွေးပွဲပြတ်စစ်နာမှုတွေဗျာ စစ်နိုင်သူကစစ်နိုင်သူကပြောမှာပဲစစ်ရှုံးတော့မလာတက်ကသူပထွေးအားကိုနေတောင်းကျင်တိုင်းတောင်းပေးကျင်တိုင်းပေးရတောင်းကျင်တိုင်းတောင်းပေးကျင်တိုင်းပေးတရောင်းစားတွေတထေးပြပုံမှာပေါ့ဗျယူနီဖောင်းဝတ်တရောင်းစားတွေပြောတာပါဒီချီပါဒါရင်းနဲ့ပတ်သက်ပြီးဂျောင်းဝင်တက်ရှုသွေးခွဲမှုတွေကြီးပါအဲ့တဖြတ်နောက်တစ်ခု TNL ကိုကုတ်ไข่မန်တုံမှာစကိုင်း PDF တွေကိုဖန်ဆီးတယ်ဆိုတဲ့အိစားနဲ့ပတ်သက်ပြီး ဟိုဘက်ဟိုတမြန်နီးကကျွန်တော်တိုင်းထုတ်ပေါ်ပြောချပြီးဂျန်နေတီကောင်းဆောင်များကိုမြစ်တံချက်ခံခဲ့ပါတယ်။နောက်နေမှာတော့မနေ့ကတင်ပါတော့ကျွန်တော်မနေ့ကပြောဖို့မေ့သွား။ဂျန်နေလီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပီဒီအမ်များကိုပြန်လည်လှုပ်ပေးလိုက်ပြီးကိုယ်ကိုင်မှာလက်နဲ့ရောင်းဝယ်ခြင်းကိစ္စအချင်းများတာဖြစ်ပါလေ။နားလည်မှုလွဲတာဖြစ်ပြီးအခုတော့အေဂျင့်စွာဖြည့်ရှင်းပြီးပြန်လည်လှုပ်ပေးလိုက်ပါ။ဒီကိစ္စကိုအကြောင်းပြုပြီးတော့ဖက်စစ်တက်ဟာလေ TNL နဲ့တော်လိုင်းအင်အားစုဂျာ TNL တော်လိုင်းအင်အားစုနဲ့ MND ဂျာအာခတ်တတ်တော် EE နဲ့တော်လိုင်းအင်အားစုဂျာအမျိုးမျိုးတက်ရှူတွေးခွဲဖို့စ조사နေလျက်ရှိပါတယ်မရပါဘူးသူမနာကြောမှလည်းတန်ရာနေနဲ့ဖက်စစ်တဲ့စောက်ချင်းဥမာခြေကထိငါတို့သိရင်ကွာဒါကြောင့်မို့ဒီရပိုင်းမှာတတိကျကျထားကြပါဖက်စစ်တဲ့လုံနိုင်တာဟာတက်ရှူတွေးခွဲမှုတစ်ခုပဲကြပါတယ်အဲ့တစ်ချက်ကတည်းကကျွန်တော်တို့ကို ဒုက္ခပေးနိုင်ပါလိမ့်မယ်။စစ်ပွဲမှာရှုံးနေပြီ။နိုင်ငံရေးမှာရှုံးနေပြီ။နိုင်ငံကနိုင်ငံကမျက်နှာစာမှာလူရမဝင်မဲ့ခွေးကတက်ကတော့မတက်ရတဲ့မင်းအောင်နိုင်ဘွားအဖတ်စေဗျာတိတ်မချမ်းတော့။သူအဖတ်စေနိုင်တာရုရှားတရုတ်ဖင်လန်ပေးပြီးလူလူနဲ့တော်လိုင်းကြီးတက်ရှုံတွေးခွဲမယ်။တော်လိုင်းကြီးနဲ့တော်လိုင်းကြီးတမအချင်းချင်းတိုင်းသားဤအောင်ကြားတက်ရှုံတွေးခွဲမယ်။ဒါကလွယ်ရင်သူအချားမလုံနိုင်တော့ဘူး။ဒါပေမဲ့ဖတ်စစ်တက်ကကောင်းပြီ။ တခုပြောလိုက်ရှင်တာကရှိဆက်ရှိကဆော့ချူရီ95မှာတော့မချိုးနဲ့လို့ပြောရင်ဒီညတော့ဒီတော့ပါအားလုံးကျေးဇူးတင်ပါတယ်။အဲဟိုဘကျွန်တော်တော့တည်ရင်ချိုးတည်ရင်ကောင်းလေးတော့ဒီတော့ပါပဲ။အာဆရာလုံးမကျောင်းကိုစီကတော့ပြောတည်ရင်ချိုးတည်ရင်ကောင်းလေးတွေနဲ့ပတ်သက်ပြီးမှာပြည်သက်ကြွအမိန်တုံးတတ်ချက်လေးတွေကိုလည်းကွန်မန့်မှာရေးပြချပါလို့ပြောနေဒီဗီဒီယိုတည်းနဲ့ဆုံးတလိုက်ပါမယ်။ကျွန်တော်တော့နောက်တည်ရင်အတည်လေးတွေနဲ့ပြန်ဆုံးကြရအောင်နော်။ Okay bye bye